အားလုံးပဲမင်္ဂလာပါရှင်ကဲဒီနေ့ခါဦးတို့တက်လာတဲ့အကြောင်းရင်းရတော့ခါဦးကိုအရင်ကတည်းက request လုပ်ထားရပေါ့နော်ခါဦးရဲ့ဘဝအကြောင်းလေးကိုပြောပြပါ ပြောပြပါဆိုတာအခု request လုပ်ထားတဲ့သေးလေးအတွက်ကိုခါဦးဒီဗီဒီယိုလေးလုပ်ပေးလိုက်ပြီနော်အဲ့တော့ခါဦးအကြောင်းကတော့တိတ်ထွေထွေထူးတော့မရှိပါဘူးခါဦးကမွေးကလေးကမန္တလေးမြို့မှာမွေးခဲ့ပါတယ်ပြီးတော့ခါဦးရဲ့အသက်တစ်နှစ်သမီးရွယ်မှာပဲခါဦးအမေနဲ့အဖေကကွဲသွားပါတယ် အဲ့တော့အဲ့အရွယ်မှာပဲခါဦးအမေနဲ့ခါဦးကခါဦးရဲ့ချစ်ဖိုးချစ်ဖွားစီကိုပါသွားတာပဲဖြစ်ပါတယ်ရှင်အဲ့တော့ခါဦးကပြောရလို့ရှိရင်မွေးကလေးကချစ်ဖိုးချစ်ဖွားလက်ပေါ်မှာကြီးပြီးတော့ခါဦးရဲ့ဦးလေးဒီအတော်ရရဲ့လက်ပေါ်မှာပဲကြီးပြင်းခဲ့ရတယ်ဆိုပါတော့เนาะအဲ့တော့ပြီးတော့ခါဦးကလည်းတူဦးဒီရောတမီပါအဲ့တော့ဒီနေရာနေကျေးဇူးတင်တဲ့သူတွေအားလုံးလည်းခကားဒီနေရာနေကျေးဇူးတင်ကြောင်းလေးလည်းတခါရဲပြောချင်ပါတယ်ရှင်เนาะအဓိကမင်းကတော့ခါဦးရဲ့ချစ်ဖိုးချစ်ဖွားပေါ့ ချက်ဖိုးကလည်းဆရာဝန်ကြီးဆိုတော့ခါဦးတို့တမိသားစုလုံးပေါ့နော်သူရဲ့သားသမီးတွေအကုန်လုံးခါဦးလေးတွေအတော်တွေခါဦးအမေအကုန်လုံးခါဦးမီးရအစာပေါ့နော်သူကဆရာဝန်ဆိုတော့ဈေးကန်းဖွင့်ပြီးတော့ရှာဖွေကြွေးမွေးပြုစုဆောင်ရှောက်ခဲ့တာပဲဖြစ်ပါတယ်ကာကာဆိုရင် အသက်၁၂နှစ်ထိချက်ဖိုးနဲ့ချက်ဘွားစီမှာပဲနေခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ခါကအရန်ကျေးဇူးတင်ရမယ့်သူတွေကတော့ခါကရဲ့အမျိုးတွေပါ အဲ့တော့အခုဆိုရင် ခခရဲ့ချက်ဖို့ခခရဲ့ချက်ဖွားပြီးတော့ခေါင်းရဲ့အမေပြီးတော့ခေါင်းရဲ့အတော်အကြီးဆုံးဒီဒီဆန်ပြီးတော့ခေါင်းရဲ့အတော်အလတ်ဒီဒီနီလူပြီးတော့ခေါင်းရဲ့အတော်အငယ်ဆုံးဂဲဂဲပြီးတော့ခေါင်းရဲ့ဦးလေးအငယ်ဆုံးတတသူတို့လည်းတခါတည်းဒီနေရာနေကျေးဇူးတင်ကြောင်းလေး ပြောချင်ပါတယ်လို့ကိုထွန်းခင် ရှင်လဲပြောစရာတွေအများကြီးရှိမယ်လို့ထင်ပါတယ် ဟုတ်ပါတယ်အဲ့တော့ကျွန်တော်မှလည်းပြောစရာတွေအများကြီးတော့ရှိပါတယ်เนาะအဲ့တော့အဲ့ဒီပြောစရာတွေအများကြီးတွေအမှကျွန်တော်တစိတစ်ပိုင်းကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ရဲ့ဘောအကြောင်းပေါ့เนาะအဲ့တော့ကျွန်တော်လည်းတူတူပါပဲเนาะကျွန်တော်ငငယ်လေးတွေကကျွန်တော်အဖေနဲ့အမေနဲ့ပေါ့เนาะအဲ့ဒါသဘောထားချင်းမတိုက်ဆိုင်လို့သူတို့တွေလမ်းခွဲတယ်အဲ့အချိန်မှာကျွန်တော်ကကျွန်တော်အမေနဲ့ပါသွားတယ်ပေါ့เนาะကျွန်တော်မှအကူတယောက်ရှိပါတယ်အဲ့ကူကကျွန်တော်အဖေနဲ့ကျွန်တော်အဖေဘက်က အဖိုးဖွားတွေနဲ့မန္တလေးမြို့မှာခြံခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့အမေဘက်မှာကျွန်တော်ပါသွားတယ်ပေါ့နော်ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ငယ်လေးတည်းကကျွန်တော်ရဲ့အဖွား၂ယောက်လက်ပေါ်မှာကျွန်တော် ကြီးပြင်းခဲ့တယ်အဖွား၂ယောက်ကလည်းကျွန်တော်ကိုအဖေလိုတစ်မျိုး အမေလိုတစ်မျိုးကျွန်တော်ကိုကြီးချူးဆောင်ရှောက်ခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်အဖွား၂ယောက်ကိုလည်းကျေးဇူးတင်ကြောင်းပြောချင်တယ်ဒါပေမဲ့ဒီအချိန်မှာတော့ကျွန်တော်အဖွား၂ယောက်ကမရှိတော့ဘူးပေါ့နော်အားလုံးတို့၂ယောက်လုံးဆုံးမသွားပြီဖြစ်တယ် အဲ့အတွက်ကြောင့်လဲကျွန်တော်တတိတရရှိတယ်ပေါ့နော်ဝမ်းနေရတယ်ပေါ့နော်ဒီအချိန်မှာကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကျွန်တော်ရဲ့အမေမှာလဲနောက်အိမ်အောင်ရှိခဲ့တယ်ကျွန်တော်အဖေမှာလဲနောက်အိမ်အောင်နေပေါ့နော်အဲ့တော့ကျွန်တော်မှာနောက်ထပ်ညီလေးနှစ်ယောက်ရပါတယ်ရှိပါတယ်အဲ့တော့ကျွန်တော်အဲ့ညီလေးနှစ်ယောက်ကိုလဲကျွန်တော်ရဲ့ညီအရင်းတွေလိုပဲကျွန်တော်တံပိုးထားပြီးချစ်မြတ်နိုးတယ်ကျွန်တော် ညီအရင်နေထမနှိမ့်နဲ့ချစ်ချင်းမြတ်တာတွေနဲ့ပဲကျွန်တော်အကူတယောက်အနေနဲ့ကျွန်တော်ရန်ထဲမှာအမြဲတမ်းခေရောက်နေပါတယ်လို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ဒီနေရာမှာကျွန်တော်ကျွန်တော်ရဲ့တို့နဲ့ဘဝတူတဲ့ကျွန်တော်ရဲ့ညီလေးတွေညီမလေးတွေပြီးရင်အကူတွေအမတွေကျွန်တော်စကားတခွန်းလက်ဆောင်ပါချင်ပါတယ်ဘာလို့လဲဆိုတော့ဒီလိုဖြစ်ရက်ဒီဖြစ်လာပြီဆိုရင် ကျွန်တော်တို့က တိမ်ငယ်စိတ်တွေဝင်တယ်ကျွန်တော်တို့တွေအားငယ်စိတ်တွေဝင်တယ်ကျွန်တော်တို့တွေအဲလူပဝဲချက်မှာကျွန်တော်တို့တွေအဖေကျွန်တော်တို့နားမှာအဖေမရှိဘူးအမေမရှိဘူးဒီလိုဖြစ်ရက်တွေဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ကအားငယ်စိတ်တွေဝင်တယ်တိမ်ငယ်စိတ်တွေဝင်တယ်သူများတွေရဲ့အဲနှိမ့်ချခြင်းတွေကိုခံစားခဲ့ရတယ်ပေါ့နော်အဲ့တော့ငငယ်ငငယ်ရွယ်ရွယ်နဲ့အဲ့လိုမျိုးစိတ်ဒဏ်ရာတွေရခဲ့တဲ့ညီတွေညီမတွေအားလုံးကိုပြောချင်တယ်အကိုတို့ကဒီလိုကိစ္စတွေက လူပဝဲချံမှာရှက်စရာမဟုတ်ပါဘူးเนาะမိမိဘတွေသဘောထားချက်မတိုက်ဆိုင်လို့လမ်းခွဲခဲ့ကြတယ်ဆိုပေမဲ့အကိုတို့ရဲ့ကလေးတွေမှာဘာအပြစ်မှမရှိပါဘူးအဲ့အတွက်ကြောင့်မလို့အကိုတို့ကလူပုံအလဲမှာလက်မထောင်ပြီးတော့ခေါင်းမော့ရင်ကော့ပြီးတော့ကိုဘွားကိုစူးစမ်းပိုင်ခွင့်ရှိတယ်စူးစမ်းခွင့်လည်းရှိပါတယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီလိုကိစ္စတွေဖြစ်လာပြီဆိုရင်မရှက်ပါနဲ့မတင်ငယ်ပါနဲ့မအားငယ်ပါနဲ့ကိုဘွားကို ကြိုးစားပါလို့အကိုကတော့တိုက်တွန်းချင်တယ်အကိုတို့မြန်မာနိုင်ငံရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးမိဘတွေ꿰ပြီဆိုရင်အဲ့လိုခလေးတွေကစိတ်ဓာတ်ရအမြဲတမ်းရသွားကြတယ်အဲ့တော့အဲ့စိတ်ဓာတ်ရရတဲ့ခလေးတွေအများကြီးအကိုတို့နိုင်ငံမှာရှိတယ်အဲ့အတွက်ကြောင့်လည်းအကိုကဒီနေရာနေအကိုတို့နဲ့ဘဝတူညီတွေညီမတွေပြီးရင်အကိုတွေအမတွေအဲ့လိုမျိုးခလေးတွေကိုအကိုကတော့အဘိစကားပြောချင်တယ်ဘဝကို အရှုံးမပေးဘဲနဲ့ကြိုးစားပါလို့ကိုလိုခင်ကတိုက်တွန်းချက်ပါတယ်เนาะအဲ့တော့လောလောဆယ်ဒီနေ့ပြောချင်တာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိုလိုငယ်ရဲ့စကားကိုတရားမှတ်ထားပြီးတော့အမြဲတမ်းကြိုးစားပါအောင်မြင်မှုဆိုတာလူတိုင်းနဲ့ထိုက်တန်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အခုအပြစ်မမြင်ဘဲနဲ့ကိုယ့်ရဲ့မိဘတွေကိုအပြစ်မမြင်ဘဲနဲ့ကိုဘွားရဲ့ဖြစ်တည်မှုကိုအကောင်းဆုံးကြိုးစားပြီးတော့ရှေ့ဆက်လျှောက်ပါလို့တိုက်တွန်းရင်းနဲ့ပဲကိုထုံးကဲ ဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်ကတော့မခါဦးကိုကျွန်တော်ဘောအတွက်လက်တွဲဘောအဖြစ် ကျွန်တော်တီတဖန်တသဆုံးပေါင်းမယ်လို့ကျွန်တော်ဂတိသစ္စာပေးထားပါဗါတယ်။အဲ့တော့ဒီဗီဒီယိုနည်းနည်းပဲအားလုံးရှေ့မှာလဲကျွန်တော်ဂတိသစ္စာပြုပါတယ်။ကျွန်တော်ဘောအတွက်တော့ဘယ်တော့မှလက်တွဲမဖြုတ်တဲ့ကျွန်တော်အတွက်ချစ်စနီးပါလို့ပြောချင်ပါတယ်။ ခါကလည်းတူတူပါပဲခါကလည်းကိုထုံးခင်နဲ့စပြီးတော့လက်တွဲပြီးတော့ရီးစားတွေဖြစ်ကြတဲ့ဟာဘာအကြောင်းကြောင့်နဲ့မှခါဦးတို့မကွဲဘူးဆိုတဲ့ဟာကိုဂတိပေးထားပါတယ်သူ့ကိုလည်းအဲ့တော့တဲလေးတို့ရှိမှလည်းတခါတည်းထပ်ပြီးတော့ဂတိပေးချင်ပါတယ်နော်ကိုထုံးခင်နဲ့တတ်တက်လုံးသစ္စာရှိရှိနဲ့လက်တွဲတွေခိုင်မြဲစွာ တွဲသွားပါမယ်လို့ခကားဒီနေရာကနေချိရတဲ့သူတွေရှိမှလည်းတခါတည်းဂရီပြီးလိုက်ပါမယ်နော်အဲ့တော့အားလုံးကိုအရင်ချစ်တယ်အားလုံးကိုနောက်မှပြန်တွေ့ပါမယ်နော်အားလုံး love you ပါအရင်ချစ်တယ်ဗျာ